စင်ခစ်ပြိုင်ကောင်းဆောင်ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထံပေးကောင်းဆောင်ဖြစ်ပြီဆိုပြီးသူကလက်ခံပေးလိုက်တယ်ဒါပဲအဲ့တော့ရှင်းပြောတယ်ဘုဇုံကြီးအတိမပြုတ်လိုက်ပြီဒါပေါ်တယ်ပေါ့အတိမပြုတ်လိုက်ပြီဒါရှင်းရှင်းလေးပဲအဲ့ဒါတစ်ချက်ပေါ့အဲ့တော့ဒီဘုဇုံကြီးအတိမပြုတ်တယ်အဲ့အာဆီယံချစ်သီးညီလာခံမှာဘယ်လိုလောက်မှာဆိုတော့အမေရိကသမ္မတဒေါ်နယ်ထရမ့်ကလည်းတက်မယ်ဘရာဇီးသမ္မတကလည်းတက်အောင်မှာတောင်အာဖရိကသမ္မတလည်းတက်မှာကနေဒါဝန်ကြီးချုပ်ကလည်းတက်ဖို့အများတယ်အီတလီဝန်ကြီးချုပ်ကလည်းတက်ဖို့အများတယ်ဥရောပသမ္မတကကိုယ်စားလှယ်တက်ဖို့အများတယ်တရုတ်သမ္မတရှီချင်းပင်ကတော့တက်မတက်ညှာထားဒါပဲရှိသေးတယ် အိန္ဒိယမွေးချုပ်နိုရီရာမိုဒီလည်းတက်မယ်စိုက်ပရက်ကတက်မယ်ဖင်လန်တို့ဘာလို့တက်မယ်ရုရှားသမ္မတဗလာဒီမီပူတင်လည်းတက်ဖို့ရတယ်လို့နားတယ်ဆိုတော့ပြောရရင်အခြားသောနိုင်ငံတွေကဘယ်လိုများလဲဆိုတော့ဂျပန်တောင်ကိုရီးယားအော်စတြေးလျနယူးဇီလန်ရုရှားအစရှိတဲ့ဖွဲ့တွေကောင်းတာတက်လာကြဖို့ထိပ်သီး special officer တွေတက်လာကြဖို့များတယ်ခေါင်းဆောင်တွေတက်လာဖို့များတယ်ဆိုတော့ရှင်းရှင်းလေးပဲဘုံကြီးအဲ့ဒီလိုကမ္ဘာခေါင်းဆောင်တွေအားလုံးအလဲပါစတယ်သူက player တက် new player တက်ပုံစံမျိုးခေါင်းဆောင်အစ်တက်တယောက်နည်းဟိုအခက်ခဲကြတဲ့ကြာပေါ်ထွက်လာတဲ့ခေါင်းဆောင်တယောက်ပြောရရင်တော့ a few moments later သူကြီးကမလေးရှားကိုသွားမှာလားမသွားဘူးလားဆိုတော့ပြန်ပိတ်ပါပိတ်ရတော့ဘာလို့လဲမလေးရှားသတင်းဌာနတခုကမလေးရှားသတင်းစဖို့ရတဲ့ news writer ကတော့သူ့သတင်းထဲမှာပြန် edit လုပ်သွားတယ်မတက်ရတော့လည်းဘာဖြစ်တော့တတလုံးမတက်ဘဲနေလာလဲဘာမှမဖြစ်ဘူးမြန်မာရဲ့လက်ရှိနေထားကအပေါ်စီးယူရောက်နေဘာလို့လဲမလေးရှားမှာသူ့ပြည်ထောင်လာနေအင်ဒိုနီးရှားမှာလည်းသူ့ပြည်ထောင်လာနေစင်ကာပူမှာလည်းသူ့ပြည်ထောင်လာနေသူเออ ASEAN နိုင်ငံအကုန်လုံးကသူ့ကိုနေတော့တက်ချင်ပါတယ်ဆိုပြီးဖင်မှုတော့ထောင်ပြီးစူတောင်းနေပြီးတော့အခုကျတော့မတက်ရဘူးလို့ဆိုတော့မတက်ရလားဘာမှမပြောဘူးဖြစ်ကုန်ပြီပြည်ထောင်နေတယ်မြန်မာမှာတက်ရင် အရှိတီမောကလည်းဒုက္ခရောက်မယ်လက်မထိုးပြလို့မရှိဘူးတယောက်တယောက်ကြံနေမယ်ကွက်လာကြီးဖြစ်နေမယ်အမအရှိတီမောကကိုကဟတ်ကော်ကြီးဖြုံးမယ်နော်အဲ့တော့စောင့်ကြည့်ပေါ့ဗျာလို့ပြောနေတယ်တက်ရမလားမတက်ရလားဆိုစောင့်ကြည့် ော်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြတာမှာအများဆုံးခင်ဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရီပေါ်လူရှင် channel လေးကပြန်လည်ကြိုးလိုက်ပါတယ်ဗီဒီယိုရီရရှိမလို့သွားပေးကမှာတော့ယနေ့အော်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့ရဲ့နောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ကျွန်တော်မျိုးတွေအားလုံးပဲအဆုံးနှချီပူဒီနေ့မှာထပ်မံတောက်ဆွလိုက်ပါတယ်ကျွန်တော်အဆုံးသတင်းတွေပုံနေကတော့မြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲကြီးမားမှုကြောင့်ပုံမူကြီးမားတဲ့ပဋိညာမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းအော်စတြေးလျဆိုးရလက်ထောက်ဝန်ကြီးကျော့ဝီဆင်ကနေပြီးတော့အာဆီယံစည်းဝေးမှာဒီပေးလိုက်ဖြစ်ပါတယ် ။အခါမြန်မာနိုင်ငံမှာအကြမ်းဖက်များချက်ချင်းရဲ့ဆက်ရေးပရိယာဖမ်းဆီးခံရသူများကိုအားလုံးကိုပြန်လုပေးရေးလူသားချင်းစာနာမှုအကူအညီများဘေးကင်းလုံခြုံမှုနဲ့တားဆီးမှုရှိရရှိစေရေးနဲ့စစ်မှန်တဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေးအတွက်အော်စတြေးလျနိုင်ငံကထလောင်းတောင်းဆိုကြောင်းနဲ့အဲ့ချီနီများပြည်စုံမဲ့ရွေးကောက်ပွဲများကျင်းပခြင်းဟာပုံမှန်ကြီးမားတဲ့မတည်ငြိမ်မှုကိုဖြစ်ပေါ်လာစေတဲ့ကြောင်းအော်စတြေးလျအစိုးရတပ်ထောက်ဝင်ကြီး ကျောက်ဝီစင်ကနေပြီးတတိပေးခဲ့တာနဲ့တွေ့ရှိရပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့မင်းအွန်လိုင်းတကောင်အနေနဲ့ရွေးကောက်ပွဲကျင်းပမယ်လို့ဒီနေ့ကြေညာတဲ့ပြီးမှာပဲမြန်မာဂျမတ်ဆေးဟုတ်စုရဲ့အတူယောင်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်စုံစုံပယ်ချရန်ဖိလစ်ပိုင်တရားရုံးဝန်ကြီးဟောင်းကလည်းဥဒေကြေညာတစ်ခုကိုပါဝင်တောင်းဆိုတိုက်တွန်းခဲ့တာတွေ့ရှိရပါတယ်။ဖိလစ်ပိုင်တရားဝန်ကြီးဟောင်းဟာမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လူတော်အမတ်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးအောင်မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီကကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ရက်တူအာဆီယံတို့မြန်မာအရေးအတွက်အရေးယူဆောင်ရွက်ရန်တောင်းဆိုတဲ့ ကူးတဲ့ကြီးညာချက်တွေကိုလက်မှတ်ရေးထိုးပါဝင်လာကြောင်းနဲ့အာဆီယံကမြန်မာနိုင်ငံရဲ့အကြက်တဲကိုကေရှင်းရန်၄နှစ်ကြာကြာပြတ်ကွက်ခဲ့ပြီးတော့မြန်မာအရေးအရေးယူဆောင်ရွက်ရန်စူပေါင်းတောင်းဆိုနေကြခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။နောက်တစ်သတင်းပုံအနေနဲ့ကတော့ဂိုင်းတိုင်းဒီပဲမြို့နယ်မှာကျမ်းပတ်စစ်တရားပြည်သူလူထုကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ပုံကျင်နေရကြောင်းဘာသာရေးလူပွဲများမင်္ဂလာဆောင်များပြုလုပ်ကြီးမားရမှာတိုင်းဝိုင်းအငိတ်စပွဲစသည်လိုပြင်ထည့်သွင်းအကန့်ပြပေကြီးမားမပြုလုပ်ကြရန်ဒီပဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့တာဝန်ရှိသူတွေကထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ အခုအချိန်ကာလာပိုင်းခြားအတွင်းမှာကျမစစ်တဲဟာပြည်သူလူစုဝေးများတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးပါရာမော်တာစက်တက်လေဒီတွေနဲ့၎င်းဂျက်ဖိုက်တများဖြင့်၎င်းဘုံကျတက်ခဲ့မှုများဆက်ပြတ်လုပ်နေတာကြောင့်မိဘပြည်သူများအနေဖြင့်ဘာသာရေးလူပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ကျင်းပရမှာတိုင်ဝမ်အငိတ်စပွဲတွေသာသဖြင့်ကျဲသွင်းအဲ့ခံဖြစ်ဖြစ်ကျင်းမှာပြုလုပ်ကြရင်ဒီပေးချင်းဖြစ်ကြောင်းလည်းထုတ်ပြန်ထားတာတွေ့ရှိနံပါတ်၁ဒီအုတ်ကြီးတွေအဲ့တော့အုတ်ကြီးတွေကိုတွေ့ရတင်းတိုင်းဒါမဆိုင်မဲနဲ့ပြစ်တာက PDF အလွန်လား ဒီတရက်ကအကျမ်းပတ်သမားလားအဲ့တော့ဒီအုပ်ကြီးတွေကိုတွေ့ရတင်ဆိုင်ဒါမဆိုင်ဒီလိုမျိုးရှင်းပြတာဟာအကျမ်းဖတ်တယ်ဆိုလို့ရှိရင်လက်ရှိတိုင်းပြည်ကိုခေတ်ဆက်ဆက်အုပ်ချုပ်လာတဲ့စစ်တပ်ကကျူးလွန်ခဲ့တဲ့အကျမ်းဖတ်မှုတွေကအဲ့ဒါတွေကိုကြာတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဘလို့ဘလို့နီးလန်းမျိုးနဲ့ဖြည့်ရှင်းမလဲအဲ့ဒါတွေကြာလို့ရှင်နော်ဒါကတော့စစ်တပ်ထောက်ခံတဲ့မိမိတို့ရဲ့ပေါ်ရာကြီးလေရှားကနေပြီးအမျိုးပါတော်သဒနာချင်းမြေနိုးသူကြီးလက်ရှိချိန်မှာကတော့စစ်တပ်ကိုပြန်လည်ဝေဖန်နေတယ်လို့ဖြစ်ပါတယ်။ ဲ့တော့ period တွေကလည်းဟုတ်လားဒီစစ်တပ်ရဲ့တောက်တိုင်တွေဖြစ်တဲ့နော်အုတ်ချိုရေးမှုတွေတရင်ပေးတွေအခုဒီဆိုလို့ရှိရင်လည်းဟုတ်လားစစ်တပ်ကိုဝါရပြန့်ပေးနေတဲ့အောင်မင်းတို့လိုကျော်မျိုးမင်းတို့လိုကျော်စုပ်ဦးတွေလိုဟုတ်လားစနိုက်ပါစုလိုလိုဒါတွေကလည်းစစ်တပ်ရဲ့တောက်တိုင်တွေပဲဟမ်အဲ့တော့အာနာလူပွဲတစ်ခုမှာခင်ဗျားဒီစစ်တပ်ကြီးကို တမန်လက်နဲ့လက်နဲ့ချင်းဟုတ်လားမစ်ဆိုင်မစ်ဆိုင်ချင်းရှင်ပြီးတော့လင်းလင်းကြီးဘုံမချဲနိုင်တဲ့အချိန်မှာအလွယ်တကူရတဲ့အခု drone တွေရှိလာတဲ့ drone တွေနဲ့ဘုံချဲတယ်ဟုတ်တယ်ဗလားအပြင်ခင်ဗျာထောက်တိုင်တွေကိုရှင်းမယ်နော်ဟောလက်ပြဘုံနဲ့ခွဲမယ်အပြန်မေးဆွဲမယ်ခင်ဗျာဗျာကျွန်တော်တို့ရဲ့ဒီတော်လိုင်းတမိုင်းတွေထဲမှာအားအားရရှိတယ်နော် PLO Palestine Palestine လွတ်မြောက်ရေးအဖွဲ့တွေရှိတယ်ဟုတ်လားဒီ Munich မှာကမ္ဘာ Olympic ကုနင်းကိုဒီဂျာနီဂျူးတွေကိုဟုတ်လားအစ္စရေးတဲ့ဟာတွေကိုပြန်ပေးဆွဲအရင်ဆုံးသူတို့စပြီးလုပ်ခဲ့ကြတယ်အကြောင်းရင်းဟာရှင်းရှင်းလေးပဲလေပါလက်စတိုင်းတွေကဒီအစ္စရေးကိုဒီလိုနီးနဲ့တိုက်ခိုက်လို့မရတဲ့အတွက်သူတို့ဒီလိုမျိုးရွေးချယ်ပြီးတော့စော်ကြတယ်အခုနောက်ပိုင်းဟာမတ်စ်တို့မူဂျာဟစ်ဒင်းတို့တာလီဘန်တို့အဲကွာအီရာတို့နော်အဲ့တော့နှစ်ဖက်စလုံးကလက်နက်ကင်ပြီးတော့အာဏာလုကြတဲ့အခါမှာသူနိုင်ဖို့အတွက်ကိုသူနီးလန်းတွေကိုသူရွေးချယ်ပြီးတော့သူလုပ်ကြတာပဲအဲ့ဒီလိုလုပ်တဲ့နေရာမှာအဖိတ်အစင်တွေဆိုတာတော့ရှိတာပေါ့ဗျာ ဟုတ်တယ်မလားဖိတ်စင်နေလို့ဆိုတော့ရှိတာပေါ့အဲ့တော့အခု PDF ကစစ်တပ်ကိုချမယ်ဆိုလို့ရှိရင်စစ်တပ်ကိုအခုစော်ရဲဆိုတဲ့နေရာမှာလဲစစ်တပ်ရဲ့အုတ်ချုပ်ရေးချလို့မရအောင်ခြေချလို့မရအောင်အတွက်ကိုလောက်တလို့မျိုးနော်စစ်တပ်ကလည်းဒီ PDF တွေခြေချလို့မရအောင်ခြေမြဲလို့မရအောင်မြင်းလန်စနစ်ကိုတုံးတာပဲရွာတွေကိုမီးရှို့တာပဲအခုမှခရီးအောင်မှဆိုလဲဘုံကျဲပြည့်တယ်ကျောင်းဆိုလဲဘုံကျဲတာပဲလောက်တာပဲချတာပဲနှစ်ဖက်စလုံးချတာပဲအဲ့တော့ခုနကကျွန်တော်ကိုရေးတဲ့ကွန်မန့်ပိုင်ရှင်ဂျင်းနဲ့အောင်ကျွန်တော်ပြောပြတာမျှတရလားမသိဘူး ကဲနည်းနည်း comment လေးပေးကြည့်ပါဦးကျွန်တော်ပြောတာနှတ်တရလားမသိဘူးဟုတ်တယ်နော်ကျွန်တော်ပြောတာအဲ့တော့ကျွန်တော် တို့ကတစိမ့်ရှိတစိမ့်ရှိဟုတ်လားတိုင်းပြည်တိုင်းပြည်အေဂျင့်အောင်ပြောပါဟုတ်လားတိုင်းပြည်အေဂျင့်အောင်ပြောပါဟုတ်လားတိုင်းပြည်ငင်းချမ်းအောင်ပြောပါအာကလေးသူငယ်တွေကိုမမြောက်ပေးပါနဲ့မလုပ်ပေးပါနဲ့ဆိုတာဒါတွေကခင်ဗျတစ်ဖက်သက်စကားတွေဗျတစ်ဖက်သက်စကားတွေတိုင်းပြည်ကိုငင်းချမ်းဖို့အတွက် နော်သူတို့တွေလှုပ်ခဲလှုပ်လာခဲ့ပြီးွားပြီးနှစ်ပေါင်းများစွာအခုမင်းအောင်လှိုင်က2021မှာဂျောင်းကိုခင်ဗျာလူမိုက်ဆန်ဆန်ကိုလူပွားွားပြီးတော့ကလင်ကြစ်လှုပ်ပြီးတော့အာနာသိမ်းွားလာအာနာသိမ်းွားလာအဲ့တော့ PDF တွေကသူတို့ကိုနိုင်အောင်ချရမှာသူတို့ကိုနိုင်အောင်ချရမှာအဲနိုင်အောင်ချရမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ကအရန်အရေးကြီးဆုံးပဲနော်ဒီတစ်ချိန်ကအရေးကြီးသူတို့ဒီတစ်ချိန်နိုင်အောင်ချတယ်ဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက် ။အဲလက်နဲ့ကင်အပွဲဒီအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့ကင်ပြီးအာဏာမသိမ်းရဲအောင်အတွက်ကိုသူတို့နိုင်အောင်တိုက်ရနော်။နိုင်တဲ့အခါမှာလည်းဒီနေ့မင်းအောင်လိုင်းကိုဟုတ်လားတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်ဖွဲ့ပြေးခိုင်းပြေးခိုင်းမပြေးခိုင်းလို့ဒီကောင်ကမြန်မာပြည်ထဲမှာနေမယ်ဆိုလို့ရှိလို့ရှိရင်ဒီကောင်ကိုခုံရုံးတင်ရမှာဒီကောင်ပါဝင်ဒီကောင်နဲ့အုပ်စုအကုန်လုံးကိုခုံရုံးတင်ပြီးတော့တရားဥပဒေနဲ့ပြစ်ဒဏ်ချမှတ်ဒါမှကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘာအကြောင်းကြားချက်နဲ့မှ စစ်တပ်ကနေအခုလိုလက်နက်ကင်ပြီးတော့အာဏာမသိမ်းရအောင်အတွက်ကိုကျွန်တော်တို့ကသင်္ကန်းစာကောင်းကောင်းကိုပေးရမယ်သင်္ကန်းစာသင်္ကန်းစာကိုအကြီးပေးရမယ်သင်္ကန်းစာကိုမှတ်လောက်သားလောက်ပေးရမယ်အဲ့လိုပေးဖို့အတွက်ကိုကျွန်တော်ထင်တာတော့ PDF ကလုံနေတာပဲဖြစ်တယ်နော်အဲ့တော့ခင်ဗျားသူစစ်တပ်ကြီးကိုတိုက်လို့မရဘူးဗျာဟုတ်လားအာသူစမပြစ်စစ်ဖို့ဘုံဘူးဆိုရင်လည်းကမ္ဘာအုံးနေမှာပြောက်ပါတယ်သဘောထားပေါ့အလွယ်တကူလုံးလို့မရဘူးဆိုလို့ရှိရင်သူ့မိသားစုဝင်သူ့မိန်းမတွေသူ့ကလေးတွေကိုရှင်းမယ်ဆိုလို့ရှိလို့ရှိရင်လည်း ။ငါ PDF ကိုလုံနေလို့ပြောလို့မရဘူး။အချမ်းဖက်သမားလို့ပြောလို့မရဘူး။ဘာကြောင့်မလို့လဲဆိုကဲချိုကြီးရောနော်လမ်းကြောင်းပေးနေပြီနော်။သူဒီကြောင်းကနေပုံကျတဲ့ကောင်လေး၊ကောင်လေးကိုအကြောက်တရားပေးဖို့သူတို့မိသားစုပါထိရမယ်ချင်းနေပြီနော်။အော်တိဘူးလို့လိုအပ်ပါတယ်။အဲ့ဒီဘုံမူကိုရှင်းလို့မရတဲ့အတွက်သူမရကိုရှင်းတာ။သူမရကလည်းသူသူ့ယောက်ျားကိုထောက်ပံ့နေတာ။တောက်တိုင်းပဲနော်။ပြောရရင် PDF စကားနဲ့ပြောရရင်ဒလန်ပေါ့ဗျာ။နော်။အဲ့တော့ကနဒီဒီကောင်ကိုမရှင်းမနဲ့သူမရကိုရှင်းလိုက်သူမရကတာဂက်ကလွဲတယ်လေဗျာ။ဟုတ်တယ်ဗလား။ ရှင်းလိုက်လို့ရှိလို့ရှိရင်ဒီကောင်ကြောက်တာဗောနောက်ကောင်ကြီးကြောက်တာဗောမရားတွေကြောက်လို့ရှိရင်သူ့ယောက်ျားကိုပြောတယ်အမလေးငါ့ကိုနေမိန်းမအဖြစ်ပေးပြီးတော့မသိပါနဲ့အဲ့တော့သူကစီးကိုကမ့်လိုက်တာစီးကိုချပလိုက်တာရန်ငါစီးကိုဖြတ်ပြီးတော့ကိုအခုက PDF ကစော့တာနော်အဲ့တော့အဲ့လိုစော်တဲ့ဟာကိုခင်ဗျားတို့လက်ညှိုးထိုးပြီးတော့အချမ်းဖက်သမားတွေအချမ်းဖက်သမားတွေပြောလို့မရဘူးဒီလိုအချမ်းဖက်မှုတွေဖြစ်လာအောင်ဒီလိုလက်နဲ့ကင်ပြီးတော့တိုင်းပြည်မှာတစ်ဖက်နဲ့တစ်ဖက်နော်မမမြင်ရရှင်းကြတဲ့အနေအထားမျိုးဖြစ်အောင်လုပ်တာကဒီစစ်ဖို့တက် နော်ကျွန်တော်ပြောတာမျှတလားမသိဘူး PDF ကိုတည်းကိုအကျမ်းမဖတ်ဘူးလို့မပြောဘူးနော်အကျမ်းဖတ်တယ်သူတို့အကျမ်းဖတ်ရမယ်လေဟိုဘက်ကစစ်တပ်ကလည်းအကျမ်းစစ်တပ်ကိုလည်းသူတို့လည်းအကျမ်းဖတ်တယ်ဒါပေမဲ့စစ်တပ်ကအကျမ်းဖတ်တာကပြည်သူအများစုစံနာကိုစန့်ကျင်ပြီးတော့ပြည်သူတွေကိုဖိနှိပ်နှိပ်ကုတ်ဖို့နော်ပြည်သူတွေကိုဂုတ်သွေးဆုပ်ဖို့လူပါဝါဖို့အတွက်အကျမ်းဖတ်တာဟိုဘက်ကအကျမ်းဖတ်တယ်ဆိုတာကဒီမကောင်းဆိုးဝါးစနစ်ကြီးကိုတိုက်ဖြတ်ဖို့အဲ့ဒီမကောင်းဆိုးဝါးစနစ်နေရာကြီးထဲမှာပြည်သူအများစုစံနာနဲ့ညီတဲ့ ဟုတ်လားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့အကျင့်ပြတ်ခြားခြားမှုတွေမရှိတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့အတွက်တို့အကြမ်းဖက်နေတာဒါ the means and the end ဆိုတာရှိတယ်ဟုတ်လားနိုင်ငံရေးမှာဒီမာဦးနည်းမှာတို့စကားပြောကြတဲ့အခါเนาะအဲ့တော့နီးလန်းနေရာဒီချိန်မှာတိတ်ပြီးတော့အရေးမကြီးတော့ဟုတ်လားရလက်ကအရေးကြီးတယ်ရလက်ကဘယ်သူပါလုံးနိုင်မလဲ PDF နိုင်လို့ရှိလို့ရှိရင်နိုင်ငံကောင်းလာမယ် နော် PDF မနိုင်မင်းနဲ့ရှုံးသွားလို့ရှိလို့ရှိရင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖို့တွေအုပ်ချုပ်လို့ကတော့ခင်ဗျားဗျာကျွန်တော်တို့တိုင်းပြည်ကတော့အခုနောက်ကိုရီးယားလို့ဖြစ်ဖြစ်ကမ္ဘောဒီးယားလို့ဖြစ်ဖြစ်နော်အဲ့ထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာနေကြပြီတော့ပဲကျွန်တော်တို့ရောဒီမော့တွေ့ခဲ့တဲ့သူကတော့အားလုံးပဲစစ်တပ်ထောက်ခံထားတဲ့အဘသားရဲ့ ဖွဲ့ဝင်တူပြီးတော့မင်းမင်းရဲ့ငွေငင်းပြောက်လေးဖြစ်တဲ့ချိုးကြီးဖြစ်ပါတယ်ချိုးကြီးရောလက်ရှိချိန်မှာပြတ်ဖို့ပါတီကလူစစ်တန်ပူပေါင်းပြီးတော့ပုံမိုတရေဝင်လို့ဆောင်ရမ်းပတ်သက်ပြီးတော့ပြတ်ဖို့ပါတီကဘက်မုံတရားတွေရှိသလားမြင်မှန်မရသလားဆိုတာကတော့ပဲဒီမှာဖြစ်ပြီးတော့ဒီဘက်မှာနေတဲ့တောင်ကြီးနဲ့ဘူးဆိုရင်တော့ချိုးကြီးတို့ကတော့တော်တော်လေးကိုမှတကူဝေဖန်မှုတွေပုံပုံပြင်းထန်လာတယ်လို့နေရပါလေ။နှစ်ဆနေရနေတာဒီနေ့ကျွန်တော်နေ့လင်ထူကြသတင်းတွေရဲ့ပြီးလို့ရှင်ဟာတာလေးတွေပေါ့နော်။ဟာတာလေးတွေကဒီဂျက်ဒီအဲမှာနေမှာကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲဆိုတော့ခေတ္တကားနေပြောတာဒစ်လဲနေတာပေါ့နော်။ဒစ်လဲနေတဲ့အခြေအနေတွေလည်းသွားပြီးတော့မှ အတွေ့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါ KK ပတ်နဲ့ပတ်သက်ပြီးတော့မှထစ်ကောင်စီရဲ့ရုပ်ရှင်ရိုက်တဲ့အကွက်တွေပေါ့နော် ရုပ်ရှင်ရိုက်တဲ့အကွက်တွေရဲ့သူနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ဒါအဖွဲ့အစည်းတွေရဲ့ဒါနိုင်ငံတကာပေါ်လိန်တာနော်ကျွန်တော်တို့မြန်မာပြည်ကိုလိန်တာမဟုတ်ဘူးနိုင်ငံမြန်မာပြည်ကတော့ဒီကိစ္စကိုသိပြီးသားနိုင်ငံတကာအာရုံစိုက်လာတဲ့အချိန်မှာပထမတစ်ချိန်အာရုံစိုက်ချင်းခံရတော့သူကဘာဖြစ်လဲဆိုတော့ဒီအားတွေကိုဒါတရုတ်တွေကိုကျွန်တော်ထိုင်းနိုင်ငံတွေတစ်ဆင့်ပြန်ပြီးတော့မှပို့တယ်ပေါ့နော်ပို့ပြီးတော့မှအခုနောက်တစ်ချိန်ထပ်ပြီးတော့မှ ဒါထပ်ပြီးတော့မှပေါ်လာပြန်ပြီပေါ့နော်ပေါ်လာပြန်တဲ့အခြေအနေမှာဒါတယောက်နဲ့တယောက်တို့လက်ဝါးချင်းရိုက်ပြီးတော့မှငါတို့ဒီကိစ္စတော့အဖမ်းပြမှရမယ်ဒါဒါတော့လုံးမှရမယ်ဆိုတော့အခြေအနေမျိုးနဲ့ဒါလက်ဝါးချင်းရိုက်ပြီးတော့မှလုတ်တဲ့အလုပ်လေးတွေလည်းဒါပြည်သူလူထုတိရှိပြီးသားပေါ့နော်အတိုင်းမဲ့ထပ်ပြီးတော့မှရည်ရည်ထက်ကြုံနေရတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့မှပြောပြပေးမယ်ပေါ့နော်ဟုတ်အဲလေးတင်ထူးခြားတဲ့နေ့လောက်ပါဆိုင်အဲဟိုပါပေါ့ကျွန်တော်ဘကိုးတိုင်းရေတာရှည်မြို့နယ်ပေါ့နော်ရွာသိပ်ရွာမှာ အထိုက်ချတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်သားတွေကိုကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကနေမှဝင်ရောက်စီးနှင်းပြီးတော့တိုက်ခိုက်တဲ့အချိန်မှာဒုဗိုလ်မှူးညင်ညင်နိုင်ပေါ့နော်ဒုဗိုလ်မှူးညင်ညင်နိုင်အပါဝင်15ဦးတည်ပြီးတော့ဒါ2ဦးကတော့စစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိတဲ့အပြင်လက်နက်ခဲယမ်းတွေတော်တော်များများတိတ်ဆဲရမိတယ်ပေါ့အဲ့ဒီမှာခုနစစ်တုံးပန်း2ယောက်တပ်ပုံကြည့်ပြီလားမသိဘူးနော်ကြည့်ပြီပါဘာပေါင်းလေးနေလေကျွန်တော်တို့ post တစ်ခုတင်လိုက်သေးရဒီဟို စစ်တုံးဘက်နှစ်ယောက်ကတော့ပါဖောင်းဖောင်းလေးနေတယ်တို့ PDF ကတော့အာဘွားပေးထားတယ်ပါညာနဲ့ဆိုကျွန်တော်တိတ်လိုက်သေးတယ်ဗောနော်တချို့ကွန်မန့်တွေကြည့်လို့လဲဟုတ်တယ်တဲ့ဆရာကြီးကညီကိုလာအောင်မရတယ်တဲ့မျက်နှာတွေကဖောင်းနေတော့ဟုတ် မော်ဒီညီလို့တော့ထင်ရတယ်ဗောလေအဲ့ဒါလေသူကတယောက်နဲ့တယောက်သူတို့နှစ်ယောက်ကသူယင်ဖန်းခံမယ်ငါယင်ဖန်းခံမယ်နဲ့ညင်းရနေရောတယောက်တယောက်ထိုးကြကြိတ်ချတာဗောထိုးကြကြိတ်ချရင်းနေဗောဒါဖမ်းမိတဲ့ပုံနေထဲမှာကျွန်တော်တို့အဲ့ပုံလေးတော့သဘောကျဆုံးဗောနော်အဲ့ပုံလေးတော့သဘောကျဆုံးမယ်နောက်နောက်ထပ်သဘောကျတစ်ခုရှိကျွန်တော်ဟိုထိထပြူပါဗောနော်ထိထပြူပါဆိုလို့ရှိရင်ဗျူဝမှုနဲ့အတူတူကျွန်တော်တို့ဒါ slate တွေပါတောက်နေတဲ့ဟိုဗီဒီယိုဖိုင်တွေပါ line ပေါ်တက်လာသေးတယ်ဗောနော်ဗျူဝမှုနဲ့စကားပြောပြီးတော့မှ slate တွေပါတောက်နေသေးတဲ့ ဗီဒီယိုဖိုင်တက်လာရဲတက်လာပြီးတော့နောက်ဒါ viewer မှုတို့ကပြန်ပြီးတော့မှ dollar တက်ဖွဲ့ယူပြန်ပြီးတော့ခုခံဟိုဒါအခြေအနေဖြစ်တဲ့အချိန်မှာဒါမဖြစ်မနေပြစ်ခတ်ရှင်းလင်းလိုက်ရတယ်ပေါ့နော်ပြစ်ခတ်ရှင်းလင်းလိုက်ရတယ်ဆိုတော့အားလေးလည်းတခုလည်းကြိုက်တယ်ပေါ့နော်ကြိုက်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့တော့အခုဆိုလို့ရှိရင်ဒါထိုးထိုးတာကြိုက်တာနဲ့ပတ်သက်ပြီးတော့မှလည်းဒါကျွန်တော်တို့ဟိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဟိုလူသေးလို့ပျော်ရတာကျွန်တော်နိုင်ငံမှာရှိကျွန်တော်နိုင်ငံမှာရှိဟုတ် အဲစင်နာကြီးပေါ့နော်လူသေးလို့ပြောတာကျွန်တော်နိုင်ငံပဲရှိဘယ်ဘက်ကတေးတေးကျွန်တော်တို့ဘက်ကဒွန်လိုင်းတက်ဖွဲ့ဘက်ကတေးရင်လဲဘုံမကြီးကပြောတယ်ဘုံမကြီးဘက်ကတေးလို့ရှင်လဲကျွန်တော်တို့ဒွန်လိုင်းတက်ဖွဲ့ကပြောတယ်ဒါပေမဲ့ဘယ်ဘက်ကပဲတေးတေးကျွန်တော်တို့နိုင်ငံသားတွေဖြစ်တယ်နော်တစည်းတစ်လုံးနဲ့ကျွန်တော်တို့တွေကဒါဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတွားရမယ်အချိန်မှာနော်မတမလူတစုကဒီလိုမျိုးလှုပ်တဲ့အခါကျတော့တယောက်နဲ့တယောက်အခုလိုပုံဆိုလို့ရှင်ဒါဘာပဲဖြစ်ဖြစ်လူတူတူတယောက်ကိုဒါထိုးချိတ် ထားတဲ့ဓာတ်ပုံဓာတ်ပုံဖြစ်တယ်ဗောနော်ဓာတ်ပုံဓာတ်ပုံဖြစ်တယ်အဲ့ဒီပုံကကျွန်တော်တို့ဒါငါတို့နိုင်ငံသားပဲဆိုတော့စိတ်နဲ့ကျွန်တော်တို့ကစိတ်မကောင်းဖြစ်ရမယ်အစားကျွန်တော်တို့ကဟိုဝမ်းတာရတဲ့အခြေအနေမျိုးတော့သွားပြီးတော့ကြုံနေရတယ်ဗောနော်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တခြားစဉ်းစားကြည့်တဲ့အခါကျဒါပြည်သူလူထုလည်းသိရှိမှာပဲဗောနော်ကျွန်တော်တို့နိုင်ငံရဲ့ဒါမကောင်းတဲ့စနစ်မကောင်းတဲ့အကျိုးဆက်တွေကြောင်းဗောနော်အဲ့တော့မင်းရောင်းလည်းထောက်ခံနေသူမှန်သမျှကတော့ကျွန်တော်တို့တွေကသွားတဲ့သွားထိုက်တဲ့လမ်းကိုပဲပို့ရမှာပဲအမြင်မှန်ရဖို့အချိန်ရှိသေးတယ် ဘာဖြစ်လို့တော့အခုဆိုလို့ရှိရင်ဒါပတ်စားရဆိုရင်စစ်တပ်ထဲဝင်တာမကြသေးဘူးအခုဆိုပတ်ကျင်၁၈တို့ဘာလို့ဆိုအခုမှဖွင့်ပါပေါ့နော်အခုမှဖွင့်တာပေါ့ဖွင့်တဲ့ခါကျတော့သူတို့စစ်တပ်ထဲမှာနှစ်နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်လို့ပြောတယ်ဒါပေမဲ့စစ်တပ်ကနှစ်နှစ်ပြည့်သွားလို့ရှိရင်ပတ်စဉ်၁နှစ်နှစ်ပြည့်တဲ့အချိန်ကျလို့ရှိရင်ဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတော့ကျွန်တော်တို့တွေမသိသေးဘူးဒါပေမဲ့၂၀၂၆၅လပိုင်းဆိုလို့ရှိရင်မေလဆိုလို့ရှိရင်ကျွန်တော်တို့ဒါပတ်စဉ်၁က စစ်မှုထမ်းတဲ့နှစ်နှစ်ပြည့်မှာပေါ့နော်အဲ့ဒီခါကျထွက်ခွင့်ပေးမှာလားဘလို့လုံးမှာလဲဆိုတော့အဲ့ဒီဂျားနှစ်နှစ်ကာလလေးမှာကျွန်တော်တို့ပြည်သူရင်ဝင်ကိုခိုးလုံလို့ရသေးတယ်ပေါ့နော်မှီသေးတယ်အဲ့တော့အရန်ဟိုးအရင်ကတည်းကစစ်တပ်ထဲမှာနေခဲ့ပြီးတော့မှဒီချိန်ထိဒါအယိုးဆွဲနေတဲ့ကောင်မျိုးတွေမဟုတ်သေးတဲ့အတွက်ဒါအယောင်အယောင်အရန်ကြီးโซมထားသေးဘူးเนาะအယောင်အရန်ဆိုးမထားသေးဘူးအဲ့တော့အယောင်အရန်ဆိုးထားတဲ့လူတွေတောင်မှပဲရအောင်ပြောင်းလဲနိုင်ခဲ့တာပဲအယောင်မဆိုးရသေးတဲ့လူငယ်တွေအနေနဲ့လဲပြောင်းလဲစေခြင်းသေးတယ်ဗောနော်ဒီလိုမျိုးဒံယာကြီးဖုဖောင်းပြီးတော့မှ မိတဲ့ပုံစံမျိုးကျွန်တော်တို့ကမြင်ရမယ်စားကျွန်တော်တို့ပြုံးပြုံးလေးနဲ့တာဝန်ရှိတဲ့လူတွန်လိုင်းတက်ဖွဲ့တာဝန်ရှိတဲ့လူစီကိုတနက်အပ်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့ရောက်လာပြီးတော့မှရဲဘော်တွေနဲ့တသားတဲ့တွန်လိုင်းရဲဘော်တွေနဲ့တသားတဲ့နေခဲ့တဲ့နေတဲ့ပုံစံလေးတွေကိုပဲကျွန်တော်တို့က မြင်နေတာပေါ့နော်မြင်နေတာပေါ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အမြဲတမ်းလေကျွန်တော်တို့အမြဲတမ်းဖိတ်ခေါ်ပါလေလာကြပါလာကြပါစစ်မှုထမ်းမပါခင်ပဲလာလာစစ်မှုထမ်းပါသွားပြီးမှပဲလာလာပါသွားပြီးမှလာလို့ရှိရင်တော့အတဲ့အနေအရန်ဆိုရင်ရတယ်အခုလိုမျိုးဖြစ်လာတဲ့အခါကြလို့ရှိရင်ဒါတယောက်နဲ့တယောက်ကမကောင်းညာတော့ဘူးအဲ့တော့တယောက်နဲ့တယောက်မျက်နှာမကြည့်ကျင်တော့အောင်နေအမုန်းတရားတွေဖြစ်ပြီးကမှလာမယ့်အစားပေါ့နော်အဲ့ဒါအမုန်းတရားတွေမဖြစ်ခင်ကတည်းကတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကာလကတည်းက ကြိုပြီးတော့မှလာစေချင်တယ်ဆိုတာလေးပြောချင်တာပေါ့နော်အဲ့တော့ဒါကတော့ဒူဘိုမူကြီးတွေရောဘာတွေရောဆိုတော့ဒူဘိုမူကြီးဆိုတာတော့ဟိုအရင်ကတည်းကစစ်တပ်ထဲမှာရောက်နေတဲ့ကောင်ဖြစ်တဲ့အတွက်ဒီကောင်တွေကတော့ဒါသူတို့သွားမယ်လမ်းသွားတာပေါ့နော်ဒါပေမဲ့ဖမ်းမိတဲ့လူတွေကကျွန်တော်တို့ပတ်စာတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒါပတ်စာတွေအတွက်လဲပတ်စာတွေရဲ့မိဘတွေအတွက်လဲကျွန်တော်တို့တွေအနေနဲ့ဒါစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဒါကပေမဲ့ကိုသားသမီးကိုစစ်သားဖြစ်ခွင့်ရအောင်ခွင့်ပေးလိုက်တဲ့မိဘဖြစ်တဲ့အတွက်လည်းဒါတော်တော် ဆိုးတယ်လို့ပြောရမှာပေါ့နော်ဆိုးတယ်လို့ပြောရမှာအဲ့တော့မတတ်နိုင်ဘူးပေါ့နော်အဲ့တော့စောစောစီစီလာစီခြင်းနဲ့ဆိုတာလေးကိုကျွန်တော်တို့ဘက်ကအမြဲတမ်းဖိတ်ခေါ်နေတယ်ပေါ့နော်အဲ့တော့ဒါရေတာရှည်ဆိုတဲ့ဟာကဒါနေပြီးတော့နဲ့တိတ်မဝေးတဲ့မဝေးတဲ့နေရာမဝေးတဲ့နေရာပေါ့နော်အဲ့တော့ဒီနေရာမှာဒေါ်လိုင်းတက်ဖွဲ့တွေမရှိဘူးလားမင်းတို့နေပြီးတော့ကိုဝိုင်းတိုက်လို့မရဘူးလားဆိုတဲ့စကားကြီးလည်းအမြဲတမ်းကြားရပါတယ်ကြားတော့ကျွန်တော်တို့ကနေပြီးတော့တိုက်ကိုနေပြီးတော့သွားမဲ့လမ်းကိုကျွန်တော်ကအရင်ဆုံးရှင်းရမှာပဲဘာဖြစ်လို့ဆိုတော့ဒီတိုင်းကျွန်တော်ဖျားပွဲလဲသလိုတနက်တွေထမ်းပြီးတော့မှနေပြီးတော့အကုန်လုံးမြန်မာနိုင်ငံမှာရှိသမျှဒေါ်လိုင်းတက်ဖွဲ့တွေအကုန်လုံးနေပြီးတော့ဝုန်းတို့ခြိတက်သွားလို့မှာ မရတာဘူးเนาะမရတာဘူးအဲ့တော့လမ်းမှာရှိသမျှအမိုက်တွေကိုကျွန်တော်တို့ကရှင်း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 ပြီးတော့မှရှေ့တိုးပြီးတော့ဟွာဖိရမှာပေါ့အဲ့တော့ကိုကအမိုက်ဖိခံရမလားအမိုက်ဆိုရင်တော့ကျွန်တော်တို့ကရှင်းရမှာအဲ့တော့ကိုကအမိုက်မဖိအောင်လို့လမ်းပိဖယ်ပေးမှာလားလမ်းလက်ကောင်ကြီးမှာတည်ပြီးတော့မှအမိုက်ဖိခံနေမှာလားခံနေမှာဆိုရင်တော့ကျွန်တော်တို့ကတော့ตัวตัวแม่แลนด์ก็ปุ๊บไปมาเว้ยเฉยๆเปล่าจินน่ะวะเนาะหรอดาดาตะคู่ก็เลยเราอารักขัดตอ AA อ่ะตั้งไปท่าได้บะโกไตบราวน์มิวนี่แหละอ่ะ666.9ดาสิตะบักกันนี่มาเรา ဒီအော်တိုဘာလ20ရက်နေ့ရက်နေ့မှာပြန်ပြီးတော့ထိုးစစ်ဆင်လာတာပေါ့နော်အဲ့ဒီထိုးစစ်ဆင်တဲ့အချိန်လေးကလည်းစစ်တပ်ဘက်ကအချိန်လေးမလာဘူးလို့တိထားရတယ်ပေါ့အဲ့လိုထိုးစစ်ဆင်တဲ့အချိန်မှာပဲခုနပါစတော်တော်များများပေါ့နော်အခုလက်ရှိတေးနေတဲ့အဖွဲ့တွေတော်တော်များများကလည်းပါစတွေညားတယ်ဆိုတာကိုလည်းတွားတွေ့ရတာပေါ့ဟုတ်တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစစ်ကောင်စီကတော့ကျွန်တော်တို့တိုက်ခိုင်းတဲ့နေရာကိုပြန်တိုက်မယ်ဆိုတာတော့ဒါ တဘာဝပဲဒါကတော့လုံးဝမြေကြီးလက်ခတ်မလွဲပဲပေါ့เนาะတိန်းထားပြီဆိုရင်တော့ကျွန်တော်တို့ပိုင်နံကိုထိန်းတော့အဲ့တော့ကျွန်တော်တို့နေအမြဲတမ်းပြောရတယ်အတခါတည်းတော့အီကိုဘာကြောင့်သဘောကျလဲဆိုတော့တိန်းထားနေတာတခုမှပြန်မပေးရသေးဘူးဒီနေ့ဒီချိန်ထိနော်ညောင်ချိုးလေချောင်းဘာအကုန်လုံးเนาะညောင်ချိုးဆိုအခုတံမထွက်တော့ဘူးအတခါတည်းတော့အီကညောင်ချိုးကနေတခါရှေ့ကိုထပ်တိုးပြီးတော့မှ6-3လုံးကိုထပ်သိမ်းလိုက်တယ်ပွိုင်း6-3လုံးကိုထပ်သိမ်းလိုက်တော့အဲ့6-3လုံးနေရာကိုလည်းအခုပြန်တက်လို့မရပြန်ဘူး ဟိုမှာဟိုဘက်ဘယ်ဘက်ကပဲကြည်ကြည်အထက်တော့အေးလုံးသမားအလုတ်ကเนาะဘလိုစင်းနီးဗျူဟာကိုရအောင်တိဆောက်ထားလဲเนาะရဲဘော်တွေကိုဘလိုမျိုးစိတ်ဓာတ်တွေနဲ့ဘလိုမျိုးလေ့ကျင့်တင်ကြားမှုတွေနဲ့เนาะလုံးဝလှုပ်ထားလဲဆိုတဲ့ဟာကเนาะပြီးတော့သူစီမာကတခုကောင်းတာကအဲကျွန်တော်တို့ဒါတခြားနေရာတွေနဲ့လုံးဝမတူတဲ့အချက်တစ်ချက်ကရန်သူဝမိမိရဲ့နှမျိုးပဲရှိတယ်။အဲ့တော့အဖွဲစီကလက်နဲ့ကင်တာအားရခိုင်ပြည်ထဲမှာလက်နဲ့ကင်တာအားကတော့အေရဲ့ တစ်ကောင်စီဘက်တော်သားတွေဒါပဲရှိတယ်အားနဲ့တော့အေးမဟုတ်ရင်ပြစ်ခတ်ရှင်းလေးမယ်မတတ်နိုင်ဘူးဟုတ်တယ်မလားဒီဟာကရန်ကပြတ်တဲ့နေရာဆိုတဲ့အခါကျတော့အရန်အလုတ်လုတ်လို့ကောင်းတယ်လို့ဒါအေးရဲ့ချင်းနီးပြွာတွေကလည်းအရန်ကိုလေးစားအားကြရတဲ့အခြေအနေမျိုးထီဒါရှိတယ်လို့ပြောချင်တာပါနော်အဲ့တော့တင်းမိသားနေရာတွေတခုမှပြန်မပေးရဘူးအဲ့တော့0.63လုံးကိုအခုချစ်ကောင်စီကပြန်ထိုးနေတယ်ဒါပေမဲ့အားခါတော့အေးကအေးစစ်စစ်ရအောင်သူများနဲ့မတူဘဲနဲ့ဗောနော်တခြားနေရာနဲ့မတူဘဲနဲ့ရအောင်ကာကွယ်ထားနိုင်တဲ့ဟာလေးကကျွန်တော်တို့ဒါတကယ်ကိုလေးစားစရာ ချင်းကြီးပြီဟွာလို့တော့ပြောလို့ရတယ်ဗောနော်ဟုတ်ဟုတ်ဒါခုနဟိုပြေရအတိမိတ်ဆွေတွေရောဗောနော်နောက်တစ်ခုကကျွန်တော်တို့ပြေပြင်းအရဲဘော်တွေရောပကိုးတိုင်းအတွင်းတိုင်းကသတင်းကောင်းတွေရှိတယ်လို့နောက်ထပ်ကျွန်တော်မကွေးတိုင်းတော့အမ်ဘရန်လန်မှာလည်းဒါသတင်းကောင်းတွေအတွေ့လိုက်လာမယ်ဗောအဲ့လိုမျိုးလို့လည်းဆရာကြီးဟိုဝမ်းဆက်ဝမ်းသာစရာသတင်းတွေထပ်လာလိမ့်မယ်ဆိုတော့ပြောထားသေးရေဗောနော်အဲနောက်တစ်ခုတော့ဟိုဘုံမှုကဒါစစ်တပ်ဘက်ကဝါရဖြန့်တာဗောနော်ဝါရဖြန့်တာကခုနကျွန်တော်တို့ဥပဒေပေါင်းအတွင်းကိုထပ်မံ ပြီးတော့ PDF 36ဦးအလင်းဝင်လာတယ်ဆိုပြီးတော့ဒါရေးသားဖော်ပြထားတာတွေ့တယ်။အဲ့ဒီကတော့ကျွန်တော်တို့ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့နောက်စကိုင်းတိုင်းဝန်ကြီးချုပ်တို့အနေမှဟိုခုနလိုမိဘတွေထံကိုပြန်ပြီးတော့အနံနေဆိုတဲ့တဲ့ရင်မျိုးပေါ့နော်အဲ့ဒါမျိုးကိုစစ်တပ်ဘက်ကနေပြီးတော့ဝါရဖြန့်ထားတာမျိုးသွားတွေ့ရတာပေါ့ဟုတ်ဝါရဖြန့်တာနဲ့ပတ်သက်ပြီးတော့ဒါအဲ့ဒီဂျားထဲမှာပဲပေါ့နော်အဲ့အဲ့ဒီရက်ပိုင်းမှာပဲကျွန်တော်တို့ဒါဘိတ်ဘိတ်ကနော်မြိတ်ကကျွန်တော်တို့ခလာရတရားနဲ့၃ကကျွန်တော်တို့ ဒါရဲဘော်တယောက်ကလည်းဒေါ်လိုင်းတက်ဖွဲ့ထံကိုတနက်နဲ့အတူတူအလင်းဝင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒါចောင်းမဲဘက်မှာနောက်ချိုးចောင်းမဲဘက်မှာတခါသရားပြင်နေတဲ့ကျွန်တော်ဂေါဋိတ်သရားကြီးပြင်နေတဲ့ဆေးចောင်းကခလာရ2လေး3ကရဲဘော်တယောက်ကလည်းကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့စီကိုဝင်တယ်အဲ့တော့ကျွန်တော်ဘက်ကဒေါ်လိုင်းတက်ဖွဲ့ဒေစီကိုခြေကောင်စီတက်သားတွေဒါဘက်ပြောင်းခိုးလို့မီးပြည်သူရင်ဝင်ခိုးလို့မီးဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့တွေကအမြဲတမ်းတက်နေတကွာဓာတ်ပုံနဲ့တကွာမျက်နှာပြပြီးတော့မှကျွန်တော်တို့ထုတ်ပြန်တယ် မျက်နှာဝါးထားတာကကျွန်တော်တို့အခုနောက်ပိုင်းပြည်သူစစ်မှုထမ်းတွေတချို့ကျွန်တော်မိဘနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီရဲ့လောင်းရိပ်အောက်မှာပေါ်ပေါ်တင်းတင်းရှိနေပါသေးတယ်ကျွန်တော်ဒီဘက်ရောက်လာလို့တိလို့ရှိရင်တော့ကျွန်တော်မိဘတွေကိုပြဿနာရှာနိုင်တယ်ဆိုတော့သူတို့စစ်ကောင်စီရဲ့စောက်ကျင့်ကိုမယုံလို့တာလည်းကျွန်တော်တို့တချို့ပုံတွေကမျက်နှာကိုပွဲထားပေးရတာပေါ့နော်အဲ့တော့ဒီနှစ်ယောက်ဆိုလို့ရှိရင် ပေါ်ပေါ်တင်းတင်းကျွန်တော်တို့မျက်နှာပြပြီးတော့မှထုတ်ပြန်ထားတယ်ဒါကျွန်တော်တို့ဘက်ကထုတ်ပြန်တာနှစ်ဦးထုတ်ပြန်တယ်စစ်ကောင်စီဘက်က36ဦး ထုတ်ပြန်တာဘယ်လိုလုပ်လဲတော့ခမ်းမာထဲမှာရိုက်ထားတဲ့ခမ်းမာထဲမှာထိုင်နေတဲ့ဓာတ်ပုံနောက်ခိုင်းပြီးတော့ရိုက်တယ်အကုန်လုံးနောက်စီတွေပဲပါတယ်မျက်နှာတရားမှမပါဘူးအဲ့တချက်ပေါ့နော်စေကောင်စီရဲ့တရင်တုကိုကျွန်တော်တို့ဒါတော်လိုင်းဘက်ကိုလာပြီးရိုက်ခတ်မှာဆိုလို့ကျွန်တော်တို့ပြန်ပြီးရှင်းပြတာပေါ့နောက်ခိုင်းထားတဲ့ပုံပဲပါတယ်ပြီးနောက်တစ်ခုကစင်ပေါ်မှာတရားရှင်းကိုတို့တို့ဒါဂုံပြုလက်ဆောင်တို့ပါတို့စူချီမြင့်ငွေတို့ပါတို့ပေးတဲ့ချိန်မှာဘာလုပ်ထားလဲဆိုမျက်နှာတရားချင်းကိုဝါထားတယ်တရားချင်းဝါထားတယ်ဒါတချက်ပေါ့နော်ပြီးလို့ရှိရင်အဲ့36ဦးမှာဘာပါလဲဆိုတော့ တနက်ကလက်လုတ်ပြစတိုးတို့ဒီမှာလက်လုတ်ပြစတိုးဘလူးမမကိုင်းတော့ဘူးဒီခေတ်ကြီးမှာနော်ပေါ်တကီးကြီးရှောက်ပြီးတော့မှတရင်မထုံနဲ့နော်လက်လုတ်ပြစတိုးမကိုင်းတော့ရဲဘော်တော့ပြစတိုးကိုင်းနေပြီနော်ဒီဘက်မှာကတော်လိုင်းတက်ဖွဲ့တွေမှာရဲဘော်တော့ပြစတိုးကိုင်းနေပြီနော်အဲ့တော့ဘယ်ရရပြစတိုးလဲစစ်ကောင်စီကရတဲ့ပြစတိုးနော်စစ်ကောင်စီကတိုက်ပွဲတစ်ပွဲတိုက်လိုက်လို့ပြစတိုးနှစ်လက်ရပြီသုံးလက်ရပြီဆိုတော့ねသူတို့တွေတွားပြီးကောက်တဲ့အချိန်မှာပြစတိုးကောက်လာတဲ့ရဲဘော်ကတခါတည်းဒါဟိုဟာဟိုသူတာဝန်ရှိရဲ့ ဟောအဲ့တယ်အဲ့တဲ့ခါကျတာဝန်ရှိတဲ့လူကပထမဆုံးကျွန်တော်တက်ခွဲမှုတွေကိုတက်ခွဲမှုတွေကိုဤပေးတယ်ပေးပြီးတော့တက်ခွဲမှုတွေပြေဆိုပြေသွားပြီဆိုတက်ဆုမှုတွေကိုပေးတယ်တက်ဆုမှုတွေပြေသွားပြီဆိုလို့ရှိရင်ဒါအောက်က ဒါတက်စိတ်မှုလို့ပါတော့အဲ့လိုပေးနေနောက်ဆုံးဒါတချို့ရဲဘော်တွေဆိုလို့ရှိရင်ဒါပစ္စတိုကင်နိုင်တဲ့အနေအထားမျိုးတွေရောက်နေပြီပေါ့နော်အဲ့တော့သူတို့ထုတ်ပြန်ထားတဲ့အထဲထဲမှာလက်လုတ်ပစ္စတိုတို့ပါတော့11 media group မှာရေးထားတာပေါ့နော်လက်လုတ်ပစ္စတိုလက်လက်တို့ပါတော့ကိုလုံးကြီး6000တို့ပါတဲ့ကိုလုံးကြီးကဘယ်နေရာမှာသွားသွားပြီးတော့မှဝဲဝဲရတယ်ကိုလုံးကြီးဆိုတာလေကျွန်တော်တို့ဘက်ကကိုလုံးကြီးနဲ့စစ်တိုက်တဲ့ရဲဘော်လည်းမရှိတော့ဘူးနော်တော်တော်ရှားသွားပြီကိုလုံးကြီးကဘယ်နေရာမှာတုံးလဲဆိုတော့ကျွန်တော်ကျန်တဲ့တချို့လူစုလူဝေးကိုဒါပြစ်ခတ်တာတို့ပါတော့ကျန်တဲ့အန်နီယယ်တွေပေါ့နော်ကျန်တဲ့အန်နီယယ်တွေပြစ်ခတ်တဲ့နေရာမျိုးမှာပဲတုံးဆွဲထားတာ လက်ရှိချိန်မှာမင်းအောင်နဲ့ဘက်ကဝါရဖြတ်မှုတွေမျက်လုံးနေပြီးတော့အခုဆိုလဲ PDF တွေရောက်30ကျော်လင်းဝင်လာပါပြီမျက်နှာရဲ့အုပ်ပြီးပြပါပြီဗျာမျက်နှာရဲ့အုပ်တာတွေပြောနေလေဗျာတခါကျရင်မြူးသမီးတွေမှာတော့ဇော်မင်းလုံးကတမီတော်ထည့်ပြီးသူတို့ဆောင်နေတဲ့နေထိုင်တဲ့ကြားတိနေရလက်ရှိပါတယ်။အဲဘာဖြစ်လို့လက်ရှိချိန်မှာဒါကတော့စစ်တေရဲ့ဝါရဖြတ်မှုတွေဖြစ်တယ်ဆိုတော့ဘိုးဘိုးမှုနဲ့ ဒီအရွယ်မျိုးပြောပြထားတော့ပြန်လည်းဝင်ရချင်းဖြစ်ပါတယ်။တော်လန်မျိုးတွေကတော့ဒီဗီဒီယိုတော့လည်းဆုံးသတ်ရပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်ပြီးတော့ကျွန်တော်ရဲ့ကိုကြည့်ရီပေါ်တူရှင် channel လေးကို like and subscribe လုပ်လိုက်စကတော့ပြီးဘေးရခွန်တွေတက်ကြည့်မယ်တက်လာသမျှဗီဒီယိုတွေသတင်းအားလုံးကြည့်ရှုနားဆင်ရပါဖြစ်ပါတယ်။တော်လန်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်းဆုံးပြေးကြပါမယ်။